Jace နဲ့ Vine တို့ရှင်းမဆက်ယုံကိုဝင်တိုက်ရာကနေကလေးငယ်အများအပြားတည်ဆုံသွားကြပါတယ်။ Jace ကသူ့ကိုယ်တိုင်ကလေးတယောက်ကိုတတ်ခဲ့တဲ့အတွက်သူ့ကိုယ်သူဆင်ညင်လာပါတယ်။ Vine က Jace ဟာဒီစနစ်အတွင်းမှာအမြဲပါဝင်နေတဲ့သူလည်းဖြစ်တယ်လို့စတင်ခဲ့တဲ့သူလည်းဖြစ်နေတယ်လို့ပြောပြီးတယောက်တည်းတိုက်ပွဲကိုဆက်တိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အောင်မြို့တော်မှာ Rene, Finn နဲ့ Savaga တို့အပါဝင်ခေါင်းဆောင်တွေက Jace ကိုထိမ့်မနိုင်တဲ့ Silco ကိုစိတ်မရှိဖြစ်လာကြပါတယ်။ Finn က Silco ကိုတတ်ဖို့ကြံစီပေမဲ့ Savaga က Silco ကိုတစ္ဆာမပြတ်သေးတဲ့အတွက် Finn ကိုပဲတတ်ပြစ်လိုက်ပါတယ်။အဲဒီနောက် Jace နဲ့ Silco တို့တွေ့ဆုံပြီး Silco ကဇောင်းကိုနိုင် င်ငံတစ်ခုအဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုပါရယ်။ဂျေးစ်ကငင်းချင်းရေးအတွက်သဘောတူလိုက်ပြီးမှဂျင်းစ်ကိုဖမ်းပေးဖို့ပြန်တောင်းဆိုပါရယ်။ဆီကိုအတွက်တမီးလိုချက်တဲ့ဂျင်းစ်ကိုထည့်ပေးဖို့ဆိုတာအလွန်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါရယ်။တစ်ဖက်မှာဗစ်တာက Sky ရဲ့တည်ဆုံမှုကြောင့်စိတ်မကောင်းဖြစ်လာတာကြောင့် Hasco ကိုဖျက်ဖို့စူးစမ်းပြီးမှမလုံနိုင်ဖြစ်နေပါရယ်။အဲဒါကြောင့် Jace နဲ့တွေ့ပြီးကြီးမြတ်မှုကိုလိုချင်ရင်းနဲ့အကောင်းဆုံးဆိုတာကိုမလုံနိုင်ခဲ့ကြောင်းပြောပြီး Jace ကို Hasco ကိုဖျက်ဆီးခိုင်းလိုက်ပါရယ်။ Fine က Vendor ရဲ့ The Last Drop ဘာကိုပြန်သွားပြီး Savica ကိုတိုက်ခိုက်ပါရယ်။ ဟက်ဆက်လက်ရဲ့အစ်စ်နဲ့အားကြီးလာတဲ့ပိုင်းကဆာဗီကာကိုအနိုင်ယူနိုင်ခဲ့ပြီးမှနောက်ဆုံးမှဂျင်းစ်ကသူ့ကိုမူးအောင်ရိုက်ပြီးဖမ်းသွားပါတယ်။အဲ့ဒီနောက်ဂျင်းစ်ကဗိုင်းဆီလ်ကိုနဲ့ခိတ်လင်းတို့ကိုထမင်းစပွဲမှာထိုင်ခံပြီးဗိုင်းကိုပေါင်တာကိုပြန်လိုချင်တယ်ဆိုရင်ခိတ်လင်းကိုတတ်ပြစ်လိုက်ဖို့ပြောပါရယ်။ဗိုင်းကညင်းပြီးအရာအလုံးကိုနောက်ကျောင်းပြတ်မစွဲဖို့ကိုတောင်းဆိုနေပါရယ်။ဆီလ်ကိုကဗိုင်းဟာဂျင်းစ်ကိုတခါဆုံးပြစ်ဖူးတာကြောင့်ဂျုံလို့မရကြောင်းပြောနေပါရယ်။ဂျင်းစ်ကစိတ်အကွဲကွဲပြားပြားတွေဖြစ်လာပြီးသူကိုယ်တိုင်ပေါင်တာမဟုတ်တော့ဘူးဆိုတာကိုနားလည်လာပါရယ်။ နောက်ဆုံးမှသူ့ကိုအမြဲတမ်းမစွန့်လွတ်ဘူးလို့ပြောခဲ့တဲ့ဆီလ်ကိုကိုပဲတနက်နဲ့ပြင်မိလိုက်ပါရဲ့ဆီလ်ကိုရဲ့နောက်ဆုံးစကားမှာဂျင်းစ်ကပြီးပြည့်စုံနေပြီသားမလို့ဘယ်တော့မှစွန့်ပြစ်သွားမှာမဟုတ်ဘူးလို့ပြောပါရဲ့အဲ့ဒီစကားကြောင့်ဂျင်းစ်ကပေါင်တာထိုင်ကုန်မဟုတ်ပဲဂျင်းဆိုင်ကုန်ကိုရွေးချယ်ခဲ့ပါရဲ့နောက်ဆုံးမှကြောက်တုံးကိုတုံပြီးဖန်တီးထားတဲ့ဒုံးကြီးကိုဇောင်းကိုလွတ်လပ်ခွင့်ပေးမဲ့ပီလ်ဆိုဘာကောင်စီအစည်းအဝေးပေါ်ကိုပြစ်လိုက်ပါရဲ့ဒုံးကြီးပြစ်လိုက်တဲ့အချိန်မှာမဲလ်ကဇောင်းအတွက်လွတ်လပ်ခွင့်ပေးကိုပေးလိုက်ပြီးအဖွဲ့ဝင်အားလုံးကလည်းသဘောတူလိုက်ကြပါရဲ့ ငင်းချမ်းရေးတစ်ခုကိုဖျက်ဆီးရမယ့်အချိန်မှာဒုံးကြီးကငโกအစည်းအဝေးအားလုံးကိုဖျက်ဆီးမဲ့ NDA ကြီးတစ်ခုဖြစ်လာခဲ့ပါတော့တယ်။